္ဒလေးတိုင်းပြော်ဝဲမြို့နယ်မှာကျောင်းနိုင်ဖုန်ကြီးက KTV သွားမိလို့လူဝင်လဲခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့။မင်္ဂလာပါပိတ်သက်ကြီးရှင်။ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်တော့မန္တလေးတိုင်းပြော်ဝဲမြို့နယ်ပြည်တော်အေးကျောင်းတိုက်ရဲ့ဆရာတော်ကြီးပြန်လည်တော်မူသွားခဲ့တဲ့အတွက်ထိုကျောင်းတိုက်ကိုအရှင်မူနိုင်တာအားကျောင်းနိုင်ဖုန်ကြီးအဖြစ်အနှင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့လွန်ခဲ့တဲ့ရသက်တပတ်ခန်းက၎င်းချောင်းနိုင်အဖြစ်အနှံခံရတဲ့အရှင်မှုနိုင်တာဟာပျော်ပွဲမျိုးနွယ်အတွင်းရှိ KTV တခုမှပျော်ပါးကားခုံနေစဉ်သက်ဆိုင်ရာတို့မှစစ်ဆေးတွေ့ရှိခဲ့ရတဲ့အတွက်သာသနာတော်တန်ရှင်ရေးအဖွဲ့များကဖန်စီကလူဝတ်လဲလိုက်ပြီးအရေးယူထားကြောင်းလည်းသိရပါတယ်ပြပွဲမျိုးနယ်မှာတန်ခါနိုင်ရကဆရာတော်များပင်ဆောင်ပြီးအရှင်မှုနိုင်တာကို လူဝတ်လဲစေတာလည်းဖြစ်ပါတယ်။ လူဝိကြောင်ဖြစ်ပြီးလို့၎င်းကြောင်တိုင်းမှမသက်ဆိုင်တော့တဲ့အတွက်နှင်ထုတ်ခံလိုက်ရတယ်လို့လည်းသိရပါတယ်ပြည်တော်ရေးကြောင်းတိုက်ပိုင်းသင်ငန်းအများအပြားနဲ့အများပြည်သူများချင်းနေစာဖြင့်လူရန်ထားသည့်ကြောင်းတိုက်ပိုင်းမော်တော်ကောင်၊တန်ကြီးကပိုင်းတမိုးရှိပရိဘောကပစ္စည်းများဝတ္ထုငွေများတို့ကိုလူဝလဲခံရသူနဲ့ဆွေမျိုးတတိုက်တို့မှယူဆောင်သွားခဲ့တယ်လို့လည်းသိရပါဗျ။ ၎င်းကိစ္စကိုလည်းသက်ဆိုင်ရာမှအမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်ကျောင်းတိုင်းသို့ပြန်လည်ပို့ဆောင်ထားပေးရန်ပြန်လည်တောင်းခံပေးပါရန်မြစ်တံရက်ခံထားတာလည်းဖြစ်ပါတယ်ကျောင်းတိုင်းစီရတော့အဖြစ်အနှင်းခံရတဲ့အရှင်မူနိုင်တာဟာသင်ငန်းဝင်းဖြင့်ကျောင်းကားနဲ့အပြင်ထွက်သွားခဲ့ပြီး KTV အနီးရောက်တော့မှသင်ငန်းကနေလူဝတ်လဲက KTV ဆိုင်ထဲမှာပျော်ပါးကားခုန်နေခဲ့တာလည်းဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာအခုလိုကိစ္စမျိုးတွေလည်းမကြာခဏကြုံတွေ့နေရပြီးသက်ဆိုင်ရာကလိုအပ်သလိုအရေးယူဆောင်ရွက်မှုများပြုလုပ်နေတာလည်းဖြစ်ပါတယ်။